ါကိုင်လဲမြတ်တာကတော့ဒါရမုံရဲ့ဘွားရဲ့ပထမဆုံးမှတ်တိုင်ပေါ့နော်အခုဒါလေးကိုလည်းပိတ်သက်ကြီးကိုလည်းကြီးစေချင်တယ်ပြီးတော့အမ်ဘလိုလေးခံစားရလဲဆိုတော့လည်းဝေဖန် ပြီးတော့သုံးသက်ပေးစေချင်ပါတယ်ဟိုရမုံတို့လည်းဘာဖြစ်ဖြစ်အားလုံးတူတူစူးစမ်းထားတာဆိုတော့ပိတ်သက်ကြီးလည်းသဘောကျနှစ်ထိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အာပင်ကြမှာလည်းအရန်နေပြောဟုတ်တယ်ဘွားမှာကိုကိုကိုအဲ့လိုနားလဲဝါလေးရှိရဲအဲ့လိုမျိုးပေါ့နော်ဒါလည်းနောက်မှပဲအဲ့အစီအစဉ်လာမှပဲအဲ့ဒါလည်းဆက်ပြောပြပါမယ်လို့ โอเคยมงก็တော့ဒီဇာတ်ကားလေးမှာစောင်းနှင်းဖြူဆိုတဲ့ character လေးနဲ့ယမုံပါဝင်ထားပါတယ်ရှင်။အာယမုံတို့ကျတော့ဇယုတ်ကကိုယ်စီရောက်လာတာမျိုးမဟုတ်ပဲねပေါ့เนาะ။ယမုံတို့ယုံမှာကျတော့အဲဇလန်တွဲအတွက်ဆိုရင်အရင်ဆုံး casting နေဝင်ရတယ်ပေါ့เนาะ။ casting နေဝင်ပြီးတော့ဒါယမုံစီကျတော့အလိုဟို list လေးကြာလာတာပေါ့เนาะ။ဒီမှာပါဝင်တဲ့သူများ list ဆိုပြီးတော့ကြာလာတယ်။ကြာလာတဲ့အချိန်အစပြီးတော့အခုချိန်ထိအလိုဒီစောင်းနှင်းဖြူဆိုတဲ့ character လေးတစ်ခြားပုံပေါ်ဖို့အတွက် ဒါရမုံဒင်မကပဲ ਨੇ ပေါ့နော်ဒီကားမှာပါဝင်တဲ့အဲရှေ့မှာဖြစ်ဖြစ်နောက်မှာဖြစ်ဖြစ်ပါဝင်တဲ့သူတွေအားလုံးကအများကြီးစူးစမ်းထားပါတယ်လို့ဟုတ် အဓိကတော့ဒါရေမုံတို့ကိုဒီဇညွန်ရေးဆရာရောဒီစာအုပ်ကိုညီမတို့ပေးပြီးတော့ဖတ်တာပေါ့နော်စာအုပ်ကိုအဲဘယ်လိုခေါ်မလဲစာအုပ်ရဲ့သဘောကိုပေါ့နော်ဒီဆောင်းနှင်းဖြူကရိုက်တာရဲ့ပုံစံလေးတို့ညီမတို့ရှင်းပြရဲရှင်းပြပြီးတော့အဲဆောင်းနှင်းဖြူရဲ့ခန်းစားချက်ကိုဟိုပေါ်အောင်လို့လုပ်ပြခိုင်းနေပေါ့နော်ပြီးတော့ဆရာတို့လိုချင်တဲ့အတိုင်းပဲစူးစမ်းပြီးတော့ပဲတိကျဆောင်ထားပါတယ်ဟုတ် အခုကမလာသေးတော့ဘာမှပြောလို့မရသေးဘူးအခုကဒါကဘယ်လိုပြောမလဲ support လို့ဖြစ်သွားလိမ့်မယ်အဲ့တော့အခုတော့ရေမောဘာမှမပြောသေးဘူးဒါပေမဲ့အပြည့်တက်ကြီးကြည့်မယ်ဆိုရင်တော့တကယ်ကိုကောင်းမွန်တဲ့ဇလန်တစ်ခုဖြစ်မယ်လို့ရေမောထင်ပါတယ်ရေမောတို့လည်းစူးစမ်းထားပါတယ်လို့ပြောချင်ပါတယ်အာငယ်ညီမလေးကလည်းအများကြီးကြိုးစားထားတယ်ဒါဒါရေမုံတို့လည်းမျက်စိရှိနေပေါ့နော်ရေမုံတို့မျက်စိရှိနေအတူတူအားလုံးကြိုးစားထားတယ်ဆိုတော့ငယ်ညီမလေးပြီးရင်ကြီးရဲ့ညီမလေးကိုလည်းဘယ်လိုဆက်ပြီးကြိုးစားသွားမလဲဆိုတာကိုကြည့်ရှုပေးပါအောင်လို့ပြည့်သက်ကြီးကိုပြောချင်ပါတယ် အာကိုင်လဲမြတာကတော့ဒါရမုံရဲ့ဘွားရဲ့ပထမဆုံးမှတ်တိုင်ပေါ့နော်အခုဒါလေးကိုလည်းပိတ်သက်ကြီးကိုလည်းကြည့်စေချင်တယ်ပြီးတော့အမ်ဘလိုလေးခံစားရလဲဆိုတော့လည်းဝေဖန်ပြီးတော့သုံးသပ်ပေးစေချင်ပါတယ်ဟိုရမုံတို့လည်းဘာဖြစ်ဖြစ်အားလုံးတူတူစူးစမ်းထားတာဆိုတော့ပိတ်သက်ကြီးလည်းသဘောကျနှစ်ထိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ကိုယ်တိုင်ရောဘယ်လိုထိသဘောကျရလဲကာရိုက်တာကိုယ့်ရဲ့လုပ်ပိုင်ခွင့်လေးတွေဘယ်လိုလေးရှိလဲပေါ့ အာရမုံတွက်ကဒါဒီစကားကလည်းလုတ်ကွက်တော်တော်ရတဲ့စကားမျိုးစားထဲမှာပါပါတယ်ရမုံလည်းလုတ်ကွက်တည်ပေးတယ်ပြီးတော့ရမုံယုံယုံကြည်ကြည်နဲ့ main ဆိုတဲ့ character နေရာကိုပေးတယ်ပေါ့နော်ဒါကြောင့်မို့လို့လည်းဒါကဲကိုကျေးဇူးတင်ရမယ့်သူတွေအကုန်လုံးရမုံကျေးဇူးတင်တယ်အာဒါမဲ့အခုကလေးကကြူပြောနေစကားတွေအများကြီးကြူပြောနေဖြစ်မှာဆိုလို့ဇလန်းတွဲပြနေတဲ့အချိန်မှပဲအဲဘယ်လိုခေါ်မလဲပြည်သက်တီနဲ့တူတူခန်းစားရင်းနဲ့ပြောပြပါမယ်အခုကတော့အဲဘယ်လိုခေါ်မလဲမဆပ်ပိုင်းသေးဘူးပေါ့နော် အာရမုံဒီကားကိုရိုက်နေနေရမုံရဲ့ခန္ဓာကိုယ်မှာလဲဒါဘယ်လိုခေါ်မလဲဟိုရမုံစူးစမ်းလို့ပါဒါဘသူပြစ်မှလည်းမဟုတ်ဘူးရမုံမှာဒါရမုံစူးစမ်းရင်းနဲ့ပဲအာခန္ဓာကိုယ်မှာအညုံမဲတွေဆွဲရရှိရဲပြီးတော့ဒီတရုပ်ဆောင်လေးနဲ့ပဲရမုံရမုံဒီတိုင်းဆက်သွားနေနှလုံးရောကလည်းဖြစ်သွားနိုင်တယ်ဆိုတာမျိုးပေါ့နော်အော်ငါဒီလိုမျိုးတရုပ်ဆောင်တာကိုဒီလိုမျိုးအရန်စိတ်နဲ့ပြီးတော့စတိုင်လုံးနေမယ်ဆိုရင်အာ အသေးကွဲတဲ့ခံစားချက်မျိုးပါเนาะအဲ့လိုအသေးကွဲတော့မယ်အဲ့လိုအော်အသေးကွဲတာဒီလိုပါလားဆိုတဲ့ခံစားချက်မျိုးကိုလည်းခံစားခဲ့ရပါတယ်ဟုတ် အဲဒီမတော့အာဆရာလိုချင်တဲ့ character ကိုမပြီးမချင်းပေါ့နော်ညီမတို့အဲသူလိုချင်တဲ့နေရာမရောက်မချင်းပြန်လောက်ခိုင်းတယ်ညီမတို့ကလည်းတစ်ခေါက်တည်းနဲ့အစဉ်ပြောင်းရေမလို့စူးစမ်းပေးတယ်ဆရာကလည်း white cap ကိုအနီး cap ကိုလုံးဝမလွတ်ခဲ့ပဲနဲ့စူးစမ်းခဲ့ပေါ့နော်အဲ့တော့အားလုံးတူတူစူးစမ်းခဲ့တဲ့စကားလေးဆိုတော့ပိတ်သက်ကြီးလည်းတ िश ူရဲ့အရန်တံမဲလို့ညီမကတော့ထင်ပါပဲပိတ်သက်ကြီးလည်းတ िश ူစေချင်ပါလို့ရှင်ဘာမှပြောသေးဘူးပိတ်သက်ကြီးလှုပ်ဝက်ချက်ပြီးမှပဲပြပြမယ်လေနော်ဒါပေမဲ့ကမလေးကပင်တယောက်မှာရန်နေပြောနေတာနော်အာပင်တယောက်မှာလည်းရန်နေပြောဟုတ်တယ် ဖယ်ပေးတာဘွားမှာကိုကိုကိုအဲ့လိုနားလဲဝါလေးရှိရဲအဲ့လိုမျိုးပေါ့နော်ဒါလည်းနောက်မှပဲအဲ့စီစဉ်လာမှပဲအဲ့ဒါလည်းဆက်ပြောပြပါမယ်လို့ဟုတ်တယ်အောင်မန်းစေးသွားရလဲအကုန်လုံးအဲ့လိုမျိုးဗီဒီယိုတွေကဇာတ်တိုက် တက်လာတော့ဟုတ်တယ်ဟုတ်တယ်အများကြီးတူစားထားပါတယ်လို့ပြည်သက်တီးမြင်းနှင်းတို့ထာဝရဝေဇလန်းတွဲလေးကိုအပိတ်ကြပါအောင်ည9နာရီဆိုရင်အမြင်လာရှိလာနေပါပြီတင်းလာနေတောက်ကြနေအထိ MTV4 မှာကြည့်ရှုလို့ရပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးပါကျေးဇူးပါတယ်